ပိတ်တများအောင်လို့မေမလာပါရှင်ကျမတို့ရဲ့ရန်ကုန်ကျိုးဆိုင်ကာတွန်းချန်လေးကနေပြန်လေးကြိုဆိုလိုက်ပါရယ်ဒီဗီဒီယိုလေးမကြည့်ခင်မှာ VPN လေးခံပြီးကြည့်ပေးကြဖို့လေးမြတ်တာခင်ပါရယ်ရှင်ဒီကနေ့ပိတ်တတွေကိုတင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့တကာရုံးကတရားကြောင်ဆိုရင်ရွာငင်းလေးတွေအားမှာစည်ရတာညီကိုနှစ်ယောက်ရှိပါတယ် CNN ပါရယ်ညီကိုနှစ်ယောက်ကတော့ဦးဝင်းချိန်နဲ့ဝချိန်ဝင်းတို့ပဲဖြစ်ကြပါတယ်သူတို့ညီကိုနှစ်ယောက်စလုံးကမိဘတွေမရှိကြတော့တဲ့နောက်ပိုင်းအတီတီလက်ထက်ခဲ့ကြပါတယ် ဝင်းတိန်တို့ညီကိုနှစ်ယောက်ကတော့စိတ်တော်ထားခြင်းမတူညီကြပါဘူးဝင်းတိန်ကစိတ်တော်ထားကောင်းပြီးယူသားကြိုးစားပါတယ်ဦးတိန်ဝင်းကတော့မနာလိုစိတ်များပြီးမကူညီပေးတတ်ပါဘူးပြီးတော့ဦးတိန်ဝင်းကသူ့ရဲ့အကိုဖြစ်သူအစဉ်ပြေပျော်ရှင်ရကိုမြင်ရရင်မနာလိုဖြစ်လိမ့်ရှိပါတယ်သူတို့ညောင်စလုံးကတော့စည်ရကြပါရဲ့ဘဝမှာပျော်ရှင်မှုစရတော်မရှိတလို့ပါရဲ့သူတို့ညီကိုညောင်စလုံးကလေသမားတွေပါတနေ့မှာတော့ဦးဝင်းထိန်ကလေယာဉ်လုတ်တွေလုတ်ကန်ရတာအဆင်မပြေလို့စိတ်ညစ်နေခဲ့ပါရဲ့ အခုတလောအသင်းတွေကလည်းမဖြစ်ထွန်းမအောင်ကြောင်တော်တင်တွေကမိုးကောင်ရေချတာကြောင့်လေသမားတွေကခက်ခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။မိမကြီးငါတို့တော့တင်နေသွားပြီတင်နေခွင့်လဲလို့ရတယ်အဆင်မပြေငါစိုက်ပြောထားတဲ့ဒီပင်စားပင်တွေလည်းအကုန်သေးကုန်ကြပြီ။ငါပဲလွတ်လို့ရမယ်တော့မသိတော့ငါများကြီးမျောလင့်ထားတာအခုတော့ငါလေရတွေလည်းတင်တလောက်ဖြစ်မလာတော့သွားပါပြီကွာ။ကျွန်တော်တို့ဒီတိုင်းတော့ဖြစ်နေ။ချမင်းငယ်လိမ့်မယ်။ကရောမျိုးစေ့တွေလည်းဆုံးရှုံးပြီပေါ့။ ရှင်လျာအလုပ်ကိုမလုပ်တော့ဘဲတခြားလုပ်တစ်ခုခုကိုပြောင်းလို့ကြည့်ပါလား။ကျမတို့မှာကလေးလေးရှိသေးရဲ့လေ။အရင်ရှိတဲ့ဝင်ငွေကလေတပြည့်ပြည့်ရောလာပြီ။အေးပါမိမရာငါနားလေပါရယ်။ငါလေဒီလေရာအလုပ်ကလေးပြီးတခြားလုပ်တစ်ခုခုကိုလုပ်ချင်တာပေါ့။ဒါမဲ့ဘာလို့ရမဲမသိဘူး။ငါဘာလို့တင့်နေဆိုတာကိုအကြံပေးပါအောင်။အဲ့ချိန်မှာပဲသူရဲ့ရှင်နဲ့အရွယ်တမင်လေးစစ်စုကကန်တေကနေထွက်လာခဲ့ပါရယ်။မမေတမင်ပိုက်စားတဲ့တမင်အတွက်တစ်ခုခုလုပ်ပေးပါ။ဟွန်းတမင်တော်အိယာကနိုးလာပြီလား။ အမေအိမ်မှာရဲဟင်းသင်းဟင်းရွက်တွေနဲ့ထမင်းကြော်ပေးရမလားအမေတမင်းထမင်းကြော်မစားချင်ဘူးအမေမမေ့သေးလားမနေ့ကခေါဆဲကြော်ကြော်ပေးခဲ့လေတမင်းကိုကြက်သားခေါဆဲကြော်လေးကြော်ပေးပါအဲ့ဒါကအရင်ကိုစားလို့ကောင်းနေတမင်းကကြက်သားခေါဆဲကြော်စားချင်လို့လားကောင်းပြီတမင်းလေးအမေအခုလုပ်ပေးမယ်နော်အနောက်မှာတော့ဥဝင်ချင်းရဲ့မိမပြည့်သူအားခောက်ဆဲကြော်ဖို့အတွက်ယောက်ျားပြည့်သူကိုလိုအပ်တာတွေကိုတော်ဝေးခိုင်းလိုက်ပါတယ် ။ဥဝင်ချိန်ကလိုအပ်တာတွေကိုဝယ်ယူပြီးအင်ကိုပြန်လာတော့လမ်းမသူငယ်ချင်းပြတ်သူနဲ့တွေ့လိုက်ရပါတယ်။သူငယ်ချင်းကခေါဆဲကြုံမဲဆိုတာကိုစားလိုက်ရပြီးဥဝင်ချိန်ကိုစက်သားတထုပ်ပေးလိုက်ပါတယ်။မင်းကခေါဆဲကြုံစားတော့မှဆိုတော့စက်သားနဲ့ရောပြီးကြောကွာ။ငါ့အိမ်ကကြက်ပဲ။မင်းကိုပေးလိုက်တာအင်ရောက်ရင်ရောကြုံလိုက်ကွာ။ဥဝင်းချိန်လည်းအင်ကိုပြန်လာတော့မိမဖြစ်သူကိုပေးလိုက်ပါတယ်။အခုဆိုရင်သူတို့မိသားစုလေးကစက်သားခေါဆဲကျော်စားရုံမှာပါ။ဒေါ်ချိုမကရလာတဲ့စက်သားနဲ့ ခါဆွဲကျော်ကိုပြင်ဆင်နေလိုက်ပါတယ်။ဦးဝင်းထိန်ရဲ့မိမတော့ခါဆွဲကျော်သာအရန်တော်ပါတယ်။သူကျော်ရဲ့ခါဆွဲကျော်ဆိုအလုံးကချက်ကြပါတယ်။မကြမီမှာပဲစက်သားနဲ့ရောချွေပြီးခါဆွဲကျော်လို့ပြီးသွားပါတယ်။ကဲဆက်လို့ရပါပြီနော်။အမေစက်သားနဲ့ special ကျော်ထားတယ်။အရန်ကိုစောင်းလို့ကောင်းမှသိကြတယ်။အိုးအမေရန်ကောင်းတာပဲအမေရဲ့ခေါဆွေကရန်ကိုရတာရှိမှာပဲဟုတ်တယ်တမင်လေးငါမိမလည်းရာကရှဲပဲကွာ အနက်လေးရလေမဆလာနဲ့လေးတင်းနေရပဲအရင်အရသာရှိမှမင်းရဲ့ကြက်သားခောက်ဆဲကိုတေချာလုံးနိုင်တာပဲငါတို့ကြက်သားခောက်ဆဲသားရောင်းချိုင်အဆင်ပြေမှသိကြရီဝန်ရောက်ကြရင်ကျမချီချူလိုက်တာကောင်းမယ်ဆိုတာကိုသိပါရီဒီလောက်ထိချီချူစရာမလိုပါဘူးငါတကယ်ပြောတာပါငါတို့ခောက်ဆဲကြော်ရောင်းရင်လူတိုင်းကြက်ကြောက်မှသိကြရီမင်းခုချစ်လေးဘလောက်ရတာရှိလိုက်လေအစ်မကျမသိရပါရီသူတို့မိသားစုကတော့ကြက်သားခောက်ဆဲကြော်ကိုအပါတရားစားရကြပါရီ ရတာရှင်လို့ကွန်သားမှာတော့စိုးရိမ်နေပါတယ်။ဒေါ်ချူမာကလည်းစက်တာခောက်ဆဲကြောရောင်းချင်ကောင်းမလားဆိုပြီးစဉ်းစားနေပါတယ်။ဟုတ်ပြီရောက်ကြည့်ကျမတို့ရှင်ပြောသလိုပဲခောက်ဆဲကြောရောင်းချင်ကြ။အခုရှင်လည်းလဲလို့ရတာစိတ်မပြေမဟုတ်လား။ဒီတော့ပြောလို့ကြည့်အောင်။ဩမိမမင်းကကြံလိုက်ခံလိုက်ပလား။မင်းတောင်ကအခုလိုစက်တာခောက်ဆဲကြောနေပြော့ပြရင်ငါလုံးရောင်းလိုက်မယ်။ဒါအရင်ကကောင်းတဲ့အကြံဖြစ်လာမှာပါ။ငါတို့ကြက်တာခောက်ဆဲကြော်ရောင်ကိုပြင်စင်ကြောင်းငါတို့စင်ပြေမှာတိကျတယ်ဟုတ်တယ်ယောက်ျား ရှင်ကကျမကိုဉာဏ်ကောင်ပေးနိုင်တာပဲကျမတို့မှာခောက်ဆွဲကြဖို့အတွက်ဦးဟောင်းလေးရှိတဲ့အားလုံးကအဆင်သင့်မယ်ဈေးရနေခောက်ဆွဲဝယ်ရမယ်ပြီးရင်စက်တာစက်တာတော့အယောင်းထိုင်ကြရနေဝယ်ကြတာပေါ့ပါဝင်ပြည့်စုံတွေကိုလည်းပြည့်စုံအောင်ဝယ်ကြမယ်ကျမရှင်လောဘကိုစားလို့ကောင်းမယ်စက်တာကြော်နေကိုတင်ပြမှာပါအယံကောင်းတာပဲမိမငါလိုအပ်မဲ့ဟာရီစက်တာတွေကိုဝယ်ထားလိုက်မယ်မိရဲ့စက်တာခောက်ဆွဲကြွားဒီလောက်စားလို့ကောင်းတာအားလုံးကြကြမှသိကြတယ်ဒီလိုနဲ့နောက်တနေ့မှာတော့ ။ဦးရင်ထိန်ကလွယ်အပ်တာတွေကိုပြင်ဆင်ကာဈေးရခက်လလဲမှာစက်သားခောက်ဆဲကြော်ကိုစပြီးတော့ရောင်းချခဲ့ပါရယ်။ဦးရင်ထိန်ကမိမဖြစ်သူလို့ပြောသူလို့ပဲလုပ်ပြီးကြော်ရောင်းပါရယ်။သူခောက်ဆဲကြော်ကြော်ရဲ့အနိုင်ကအရင်ကမွေးချိုင်နေရကြောင်းခနာကျန်အတွင်းမှာသူရဲ့ဆန်လေးစီလူတွေကအုံနဲ့အောင်ရောက်လာခဲ့ပါရယ်။ခောက်ဆဲကြော်အနန်းနဲ့တင်အလုံးကိုစားကြံသွားစေပါရယ်။လွယ်အပ်တာရှင်ပြောကြတော့ကျွန်တော်တို့အဆင်ပြေအောင်ကြော်ပြထားရပြား။ ။မဝင်းထိန်ကတော့ယောသားသူလိုစိတ်ထားကောင်းရှိပါတယ်။သူရဲ့ဆိုင်မှာလောက်ဝဲကြားတဲ့သူတွေတိုင်းကိုလည်းဖို့ထည့်ပေးပါတယ်။အခုစိန်ဝင်းထိန်ကဖောက်တယ်ရယ်လည်းအများကြီးရလာပါတယ်။သူရဲ့ဆိုင်လေးမှာတော့လူတွေကအမြဲလိုလိုတူးနေလေးရှိပါတယ်။အိုးငါဒီလောက်ရောင်ရလိမ့်မယ်လို့ချက်မထားမိဘူး။အရင်ကရောင်ရတာပဲ။အခုတော့ငါမျောလင့်ထားသူလိုဖြစ်လာပြီ။ဝင်းထိန်ကတော့အရာလိုလေတည်းမှာပင်ပင်ပပန်လှုပ်ရှားမှုလို့တော့ပါဘူးအခုစရင်ငွေလေးကိုလည်းအတော်လေးစူးစမ်းမိလာခဲ့ပါတယ် ဝင်းထိန်ကတော့တနေ့သားရောင်းရတဲ့ငွေကိုအချိန်ပြောရှင်နေပါတယ်။အိုးငါကငွေအများကြီးရှာနိုင်ခဲ့ပြီ။အင်းကလဲလို့တုံးကားဆိုရင်အခုလိုငွေတွေစုဆောင်မိမှာမဟုတ်ဘူး။အခုတော့အရန်ကိုအဆင်ပြေလာပါလား။သူကတော့ကျင့်နေနေခဲ့ပါတယ်။မိမမင်းနဲ့တမီလေးတို့အဝတ်စားတစ်တွေဝယ်လာခဲ့တယ်။ကျေးဇူးပါပဲ။မိမငါတို့ကငွေလေးနည်းနည်းထပ်စုပြီးတော့အင်းတက်လေးစောက်ကြအောင်ငါကဖောက်တယ်အများကြီးရထားတယ်။ဝင်ငွေကောင်းနေတော့စုဆောင်ထားမှရမယ်။ကောင်းလာပဲတော့ကြ။ ကျွန်မလည်းတော့ပြောမလို့အဲ့နောက်မှာတော့ဝင်းချိန်ကအလုပ်ကိုစူးစမ်းလုပ်ပါတယ်။သူရဲ့ဆိုင်လေးကလည်းပူရောင်းကောင်းလာခဲ့ပြီးအလုံးကလည်းအရင်ကစောက်လို့ကောင်းတယ်လို့ဝိုင်းဘရောချီချိုးပြောဆိုခဲ့ကြပါတယ်။အခုဆိုရင်ဝင်းချိန်ကသူ့မိသားစုလေးနေထိုင်ဖို့အတွက်အိမ်တက်လေးတစ်လုံးကိုစောက်လို့နိုင်ခဲ့ပြီဖြစ်ပါတယ်။သူရဲ့အိမ်တက်လေးကို ကြည့်ပြီးတော့ဝင်းချိန်ဝင်းကမနာလိုဖြစ်နေတာပေါ့။စိတ်ထဲမှာလည်းမခင်မရက်နေအောင်ဖြစ်နေပါတယ်။ရှင်ကြည့်စင်သူတို့ကခောက်ဆဲကြုံရောက်ပြီးခရေကအဆင်ပြေသွားတာပဲ။ငါတို့လည်းအခုပဲစပါပြီ။ ကျသားခောက်စဲကြုံရောင်းရမင်းအေးဟုတ်တယ်မင်းပြောရမယ်နဲ့ငါတို့ရာရောင်းရင်သူတို့ထက်တောင်ချမ်းသာတော့မှာငါခုပဲပြင်ဆင်လိုက်မယ်နောက်တနေ့မှာတော့ဦးချိန်ဝင်းလေးခောက်စဲကြုံကိုစပြီးရောင်းပါရီဒါမဲ့သူကတော့အရင်နေနေနဲ့အမျက်မြမြရောင်းအောင်လုပ်ရောင်းပါရီရှင့်ရဲ့ခောက်စဲကြုံကစောက်လို့လည်းမကောင်းဟိုတယောက်ဆိုရင်အရန်ကုန်ရတာရှိရင်ကျသားလေးများတယ်ငါရဲ့ခောက်စဲကကျသားနည်းပေမယ့်အလုံးကကြိုက်ကြရေးကွာမင်းမကြိုက်ဘူးအရသာမရှိဘူးဆိုတော့မဖြစ်နိုင်ဘူး ဦးချိန်ဝင်ကခောက်စေအကျိုးရောင်းတာလောဘစိတ်တနာမပါပါဘူးအမျက်မြများရအောင်လုပ်တယ်ပြီးတော့ဒါရိုဘီတာစူးစီးတွေကိုတုံနေပါရင်ဒီနေ့မှတော့အခုလိုလုံးနေရကွန်ရွာသားတယောက်ကတွေ့သွားပါရင်ချက်ချင်းပဲစစ်ဆေးဖို့အရာရှိတွေကိုအကြောင်းကြားလိုက်ပါရင်အိုင်နောက်မှာတော့အရာရှိတွေကဦးချိန်ဝင်စီလာရောက်စစ်ဆေးကြပါရင်မင်းအတိုင်းစားတာရီဂျာတူဘီတာတွေတုံးလို့ရငါတို့စစ်ဆေးရလိမ့်မယ်ဆရာရေကျွန်တော်ဘောင်းအောင်တုံးထားပါဦးကျွန်မရင်းနေညညွတ်အောင်လုပ်ရောင်းပါရင် ကျွန်တော်ခေါင်းဆဲမှာဒီရရှိတဲ့ဓာတုပိတာတွေမပပါဘူး။မရောမင်းရောင်းတာကိုစစ်စစ်ရလိမ့်မယ်။အနောက်မှာတော့ဦးတိန်ဝင်းရောင်းတဲ့ခေါင်းဆဲကြော်တွေကိုတက်ခွဲခန်းမှာစစ်စစ်ကြည့်ရမှာတော့ကျမကြီးနဲ့မညီညွတ်တဲ့ဓာတုစေဝါတွေကိုပါနေရကြွကြွရပါတယ်။ဒါကြောင့်ဦးတိန်ဝင်းကိုရေမူကရန်ဖန်လိုက်ပါတယ်။မနာလိုစိတ်ကမကောင်းပါဘူးနော်။ကိုယ့်ရဲ့ဘဝကိုပြည့်စည်ဆုံးရှုံးစေပါတယ်။ဟုတ်ကဲ့ပါရှင်။နောက်ဗီဒီယိုလေးတွေမှာထပ်ဆောင်ကြမယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။